မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ကျေတို့ဘာလို့လို့လဲအချိန်တွေပြည့်ပြည့်ပြောင်းလာတာအခုဆိုရင်2025ရဲ့အော်တိုဘာလဆယ်လပိုင်းကိုရောက်ရှိလာပြီဒီဆယ်လပိုင်းအတွင်းမှာတလားစာအော်တိုဘာလအတွင်းမှာဂျာစာမိသားသမီးမိတ်ဆွေတွေအတွက်ချောင်းရံဆောင်ရွက်အတွက်တလားစာကိုဆရာမိတ်ဆွေတွေဆရာကအသေးစိတ်ဒီဒီတက်တာရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ဥစွာဘက်မှာဂျာစာမိသားသမီးမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဒီဗီဒီယိုကိုမိတ်ဆွေတို့အနေနဲ့အာမိမိတို့ဘယ်ကနေကြည့်နေရလဲဆရာကိုကွန်မန့်လေးမှတ်ပြီးကြပါဦးကျေးဇူးတင်ပါတယ်ဒါဆိုဂျာစာမိသားသမီးတွေအတွက်စတင်လိုက်ကြအောင်ခင်ဗျာနော် ဂျာတာပရိသတ်သမီးမိတ်ဆွေအားလုံး2025ခုနှစ်အောက်တိုဘာလအတွင်းမှာအဆက်ဆက်ရရအောင်ပြီမှုတွေအလီလီပိုင်ဆိုင်ကြပါစေကြောင်းဆရာကမေတ္တာပို့ဆုတောင်းထောက်ပံ့ပြုသလိုက်ပါတယ်ဒီ2025ခုနှစ်ဆယ်လပိုင်းအတွင်းမှာဂျာတာပရိသတ်သမီးမိတ်ဆွေတွေရဲ့ကံဟာဘာကိုဖြစ်ဖြစ် လှုပ်ဆောင်ကြရရှိတဲ့လုပ်ငန်းအလုပ်မှန်များဘူးရှေ့တို့ဆောင်ရလှုပ်ဆောင်မှာအောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိခြင်းနာမျိုးတွေမိတ်ဆွေတို့နဲ့လုပ်ငန်းတဲ့အလုပ်တဲ့နဲ့စတဲ့လှုပ်ဆောင်တဲ့မိတ်ဆွေများဘာလို့ဖြစ်ဖြစ်အပြောင်းလဲချိန်ချက်တစ်ခုခုနဲ့လှုပ်ဆောင်ကြတဲ့မိတ်ဆွေများငကူကလှုပ်သမျှကြာရှုံးနေတဲ့မိတ်ဆွေတွေရှိလို့ရှိရင်ဖြစ်ဖြစ်အာကံကတွန်တွဲပြီးတော့ဆရာရဲ့ချစ်ကိုမရောက်လာဘူးဆိုတဲ့မိတ်ဆွေများဘာလို့ဖြစ်ဖြစ်စတင်ပြီးတော့တိုးချက်လှုပ်ဆောင်မှာဘာကြောင့်လဲဆိုတော့မိတ်ဆွေတို့လက်ရှိရှိနေတဲ့အနေထားကနေပြီးတော့နိုင်ကြသွားနိုင်ကြကြာရှုံးသွားနိုင်ကြဘာမှမတွေ့ရတဲ့ကာလဖြစ်တဲ့အတွက်မိတ်ဆွေကြတာဗီတာမီဒီယာလက်ရှိဒီတလဟာ ။ဘာဖြစ်ဖြစ်တော့ရှိနေတဲ့အနေအထားနေပြီးတော့နှိမ့်ချသွားနိုင်စရာကြာချုံးသွားနိုင်စရာမရှိတဲ့အတွက်ကြောင့်မလို့တိုးတက်မှုနဲ့အောင်မြင်မှုကတော့မိတ်ဆွေတို့ရဲ့စ조사မှုနဲ့ရလတ်တာဖြစ်ပါလိမ့်မယ်ဆိုတဲ့ကြောင့်ဆရာကဥစွာပြောလိုပါတယ်။ဒါကြောင့်ဇာတာပိသမိတ်ဆွေတွေကဒီလတ်တာတော့ဒီမှာဆိုမိတ်ဆွေတို့ရဲ့စံကူကဘာလို့လှုပ်လှုပ်ချစ်တို့ဆံကလှုပ်ဆောင်လို့ရပြီးတော့ဒိဋ္ဌအောင်မြင်အောင်စွမ်းဆောင်နိုင်လို့ရှိရင်သိကြတယ်အဲ ဟိုမိမိတို့ကဘယ်ကိုလှုပ်လှုပ်ဘာကိုသွားသွားချစ်တိုးဆောင်နိုင်ရင်တိုးကြိုးစားသလောက်အောင်မြင်မဲ့ကာလဖြစ်ပြီးတော့အဲလက်ရှိရှိနေတဲ့အနေအထားတစ်ခုခုရင်းနှီးလှောက်ဆောင်တဲ့ကိစ္စဘာကိုဖြစ်ဖြစ်စတင်တဲ့ကိစ္စလုပ်ငန်းအသစ်ကိစ္စချစ်တိုးဆောင်နေတိုးတက်မဲ့ကံနဲ့ပတ်သက်လာရင်တော့လက်ရှိရှိနေတဲ့ပကတိအနေအထားနဲ့နှိမ့်ကြသွားနေကြကြာဆုံးသွားနေကြဘာမှမရှိပါဘူးငါကစိတ်နှစ်ခွဖြစ်နေသူတွေဟို အပူစရာလည်းရှိနေတယ်ချိန်တိုးလည်းလုပ်ရှိတယ်ဆိုတဲ့မိတ်ဆွေများဘာကိုဖြစ်ဖြစ်အပြောင်းလဲလေးလေးရလုံးလိုက်တာမျိုးဖြစ်စေငဘောကဘာလို့လို့အခက်ခဲဖြစ်နေတယ်ဂျာစာလေးသမီးများဆရာငယ်မိတ်ဆွေများဒီကာလဟာဘာကိုဖြစ်ဖြစ်ချိန်တိုးစွမ်းဆောင်ရင်စွမ်းဆောင်နိုင်သလောက်ကြိုးစားရင်ကြိုးစားနိုင်သလောက်ကိုဟာ100ခုလို့ရ100ခုရာဖြစ်မယ်90ခုလို့ရ90ခုအရာဖြစ်မယ်ဆိုတဲ့ကာလမျိုးဖြစ်တဲ့အတွက်မိမိပေါ်မှာသာမူတည်တဲ့အတွက်ကြောင့်မလို့ကဲချိန်တိုးစွမ်းဆောင်ပါတော့ခင်ဗျာနော်ကောင်းပြီကျမ်းပါရင်ကျမ်းပါရင်လည်းပတ်သက်လာလို့ရှိရင်တော့လေနဲ့ပတ်သက်တဲ့ကျမ်းမာရေးလေးတွေတတိပြုပါဝမ်းပြောက်ဝမ်းချောတာမျိုးလေးတွေတတိပြုစင်ကြီးပါ တွေးတိုးတွေးတက်တာရှိတယ်ငကူကအခြေခံမိတ်ဆွေများအနေနဲ့ကတော့အစားတွေကိုအတက်စားအားတို့ဟုတ်လားဟိုတွေးတိုးတွေးတက်စားလေးတွေကိုသတိပြုစားသုံးဖို့လိုအပ်ပါတယ်အသက်အားဖြင့်68နှစ်အထက်ဂျာဇာပရိသတ်မိတ်ဆွေပြီးပါများအနေနဲ့ကတော့လေဖြတ်တာမျိုးလေဖြတ်နာမျိုးလေးတွေဘီယူဆိုင်ဒီကားစင်ကြပြန်လိုအပ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ရေတွေကိုပဲကိုင်းကိုင်းလေနဲ့ပတ်သက်ပြီးတော့ငကူကခြေရက်လက်ပြားတွေအေးမခံတဲ့အဲဒီရမျိုးလေးတွေတာမန်ထက်တော့ကိုယ်ယူဆိုင်ရမယ်အသက်ကြီးတဲ့မိတ်ဆွေများလေနဲ့ပတ်သက်သောကိစ္စတွေအေးရိုင်းခံရတဲ့ကိစ္စတွေတဘာဝအပြောင်းလဲကိစ္စတွေကြောင့်လည်းဖြစ်တတ်တဲ့အတွက်သတိထားပါဒါလေးတစ်ခုကိုဆရာကထပ်မကြား လိုက်ရတယ်ဗျာ။ဟုတ်ပြီ။ကျမ်းမာရင်နဲ့ပတ်သက်လို့ညံ့လာပြီဆိုလို့ရှိရင်တရားပါတယ်မိတ်ဆွေတို့အနေနဲ့ကျမ်းမာရင်နဲ့ပတ်သက်ပြီးညံ့လာပြီဆိုမိမိတို့အနေနဲ့ကံကောင်းစီဖို့အတွက်ဆိုလို့ရှိရင်တော့မိမိတို့ရဲ့နော်ဟိုလေနဲ့ပတ်သက်ပြီးတော့ညံ့တဲ့မိတ်ဆွေများရှိရင်ဖြစ်ဖြစ်သွေးတိုးသွေးတက်နဲ့ပတ်သက်ပြီးညံ့ရမယ်ဖြစ်ဖြစ်ထို့တူပဲဓာတ်တူနံတူစိပတ်ယူဆွေတိုင်းကိုဟာအကျောင်းနဲ့ပတ်သက်ပြီးဖြစ်နေအကျောစိကလေးလူလာမျိုးဖြစ်စေသွေးတိုးသွေးတက်ရှိရင်သွေးစိကလေးသွေးလေးလူလာမျိုးဖြစ်စေဒီလိုမျိုးသောကုသိုလ်ရရအောင်လုပ်ချင်အပြင်လဲမိတ်ဆွေတို့ရဲ့ကျမ်းမာရေးကအာရောတెంပရာမန်လာဝဲဆိုတဲ့အတိုင်းကျမ်းမာခြင်းဒီလက်တစ်ပါးဆိုတဲ့အတိုင်းကျမ်းမာရေးကများစွာအထောက်အပံ့ ပြူကိုရည်ရွယ်ပြီးတော့ထူထမ်းလိုက်တာမျိုးကအမိတ်ဆိုလို့ရကံကိုတိုးတက်ကောင်းမှုစေတာအတေကြပဲဖြစ်ပါလေခင်ဗျာနော်။ကောင်းပြီဒါအလုတ်ကိုင်လုပ်ငန်းရာနဲ့ပတ်သက်လို့ရှိရင်ရာတိုးတာမျိုးရာတက်တာတို့ကြုံရနိုင်တယ်လုပ်ငန်းတိုးရှဲ့ခြင်းမျိုးတွေလုပ်ငန်းနဲ့ပတ်သက်လို့ရှဲ့ကလှုပ်ဆောင်ရမယ့်စီများရှေ့လှုပ်ဆောင်ရလှုပ်ဆောင်ကိုကောင်းသောကာလဖြစ်ပါလေ။အကျိုးပြီးတော့လုပ်ငန်းများကိုဆက်လက်ပေါ်ပြပြီးပြရစီ။ဒီလက်ကတော့ဒီပါဆိုမဖြစ်မဖြစ်နဲ့လုပ်ငန်းရာတိုးတက်တာမျိုးလေးတွေနေရာတိုင်းနဲ့ပတ်သက်လို့အပြောင်းလဲလေးတွေအပြောင်းအရွှေ့လေးတွေလှုပ်ဆောင်ရမယ့်စီများရှေ့လှုပ်ဆောင်ရလှုပ်ဆောင်ကိုကောင်းပါလေ။ပညာရေးနဲ့ပတ်သက်ရင်လည်း မမဆိုးရရမရှိဘူးပညာရေးနဲ့ပတ်သက်ရင်နိုင်ငံခြားပြည်သွားလို့ပညာတော်သိလို့ပြည်ပအလို့နဲ့ပတ်သက်လို့ရှင့်တို့စားလည်းလုဆောင်ရင်ကြိုးစားတော့အရာဖြစ်မဲ့ကာလကြိုးစားတော့ထိုင်နေရင်ဘာမှဖြစ်မလာပဲနဲ့အဲတကယ်ကိုရှင့်တို့ပြီးတော့ဆောင်ရွက်ပြီးတော့ခံကြမှာကိုရှင်းလန်းပေါ်ပြီးလုဆောင်လိုက်ပါတကယ်ကိုအပြောင်းလဲနဲ့အတွေ့အကြုံကောင်းတွေရရှိပြီးတော့ဘဝအတွက်အထောက်အပံ့ပြုမဲ့ ကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်ငွေကြီးနဲ့ပတ်သက်သောကိစ္စတွေမှာချစ်လို့ဆောင်ရလို့ဆောင်လို့ကောင်းပါတယ်ငွေကြီးနဲ့ပတ်သက်သောလုပ်ငန်းတွေလက်လွန်ထားတဲ့ငွေကြီးတွေငွေကချန်ကြနေသောငွေကြီးတွေကိုချစ်လို့ဆောင်ရလို့ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ် OA ရှမ်းမီနဲ့ပတ်သက်ပြီးရောင်းတာဝယ်တာပြောင်းတာရွှေ့တာနဲ့ပတ်သက်တာမျိုးတွေနေရာတိုင်းနဲ့ပတ်သက်တာမျိုးတွေအကျိုးပေးအားသာကောင်းပါတယ်ငွေကသာသမီမရရှိသောကြာသာပြီးသာသမီမိတ်ဆွေများသာသမီရရှိတာမျိုးတွေကိုဝင်ရရှိတာမျိုးတရင်ကောင်းလေးတွေကြားရတတ်သောကာလဖြစ်ပြီးတော့ပြောလို့ဆိုလို့ခက်ခဲသောသာသမီတွေတောင်ပြောလို့ဆိုလို့ကောင်းမွန်လာမယ်လာမျိုးအဲငွေကမိမိရဲ့သာသမီတွေထဲမှာကိုယ်စိတ်ရောကပြီးနေတော့တိတိ ေးချာချာကိုအဆက်အသွယ်ကောင်းနားလည်မှုကောင်းနေတဲ့အေးချမ်းမဲ့ကာလာကိုစွမ်းဆောင်နိုင်သောကာလာဖြစ်ပါတယ်။ဘာသာတရားများများလို့ပါ။ တဏှာရဲ့အထောက်အကူတွေကိုရရှိတတ်တာမျိုးထီပေါက်တယ်လို့ထီကန်ဆားတယ်လို့ယတနာပုံစိုက်ခြင်းနဲ့စိုက်လို့ရရှိတတ်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ဘာသာတရားမမေ့ဖို့လိုအပ်ပါတယ်ဘာသာတရားကိုမှလုပ်ရင်လုပ်တော့အောင်မြင်တော့ဘာလို့ဖြစ်ပေအလုပ်ငန်းတစ်ခုကိုအလုပ်တစ်ခုကိုလုပ်မယ်ဆိုအတိတ်ခံကလေးတစ်ခုကိုချမှတ်ပြီးတော့လုပ်ဆောင်တာမျိုးအတိတ်ခံကလေးတစ်ခုပြုတ်လုပ်ပြီးတော့ဆောင်ရတာမျိုးမေတ္တာလေးပို့ပြီးတော့သွားတာမျိုးသုံးမဟုတ်ရင်ဗတိလေးစိတ်ပြီးတော့သုံးမဟုတ်ရင်ဘုံတော်လေးကရမထမ်း၄၀တွေကမိမိတိုက်ညက်တတ်ရအောင်ရွေးချယ်လုပ်ဆောင်ရင်အောင်မြင်မှုတွေတိုးတက်မှုတွေကကျင်းတည်ပါအောင် ဲကိုယ့်ရဲ့ကံကညံ့လာရင်တော့အဲ့ဒီဘာသာရေးလုပ်တဲ့ယုံကြည်ခြင်းနဲ့အစွမ်းတိတ်ကြီးရပဲကိုယ့်ကိုအထောက်အကူများစွာပြုမဲ့ကာလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီအမှုဖြစ်နေသူတွေအမှုနိုင်တတ်တာမျိုးတွေကြုံရတတ်ပါလေ OA ချန်ပီယံတွေကထိုင်ခင်းတဲ့ပတ်တိုင်းဆောက်လို့လည်းကောင်းတယ်ရောင်းလို့လည်းကောင်းတယ်ပြောင်းလို့လည်းကောင်းတယ်ယာရုလုပ်ငန်းကိုင်ခန်းတဲ့ပတ်တိုင်းယာရုတိုးဖို့အတွက်ယာရုတက်ဖို့အတွက်ယာရုတိုးတဲ့လုပ်ငန်းတွေနဲ့ပတ်တိုင်းရှိတူပြောဆိုလွတ်ဆောင်ရင်အောင်မြင်တိုးတက်နိုင်သောကာလအပိုင်းချဖို့ဖြစ်ပါလေနဘုကမိသားစုဝင်တွေထဲမှာနားလည်မှုလွဲနေတာမျိုးတုံးနဲ့တူတယောက်နဲ့တယောက်အမြင်မကြည်လင်တာမျိုးတွေအရှုံထွေးလေးတွေကဒီကာလမှာမျက်နှာချင်းဆိုင်ပြီးတော့ PO1 အေးချမ်းမှုနဲ့ငြိမ်းချမ်းမှုကိုအလိုရှိအောင်စွမ်းဆောင်ရင်စွမ်းဆောင်နိုင်ကြလားအာသာကောင်းမှုတုတက်ပြီးတော့ကံကောင်းနိုင်သောကာလဖြစ်ပါလေခင်ဗျာမိမိမိသားစုကိုအကြောင်းပြုပြီးတော့ငွေကြေးတွေလုံငန်းရှင်နဲ့ဝင်လာတာမျိုးမိမိအိမ်အောင်ဖတ်လို့တော့မဟုတ်ဘူးမိမိမိသားစုနဲ့ပတ်သက်ပြီးတော့ငွေကြေးကန်နေတာလုံငန်းရှင်နဲ့ဝင်လာတတ်တယ်ဥပမာအမွေရခြင်းတွေထိပေါက်ခြင်းတွေငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်အထောက်အကူရခြင်းတွေကြုံရတတ်တယ်လို့သာသမိပညာရေးကိစ္စလေးတွေကြောင့်သာသမိကိစ္စလေးတွေကြောင့်စိတ်ချမ်းသာစရာဝမ်းသာစရာတည်နေလေးတွေကိုကြားရတတ်တော့လာဖြစ်ကြောင်းနဲ့ထားလို့ပြောကြလိုက်ပါရစေအကျိုးပေးတဲ့လုပ်ငန်းတွေအနေနဲ့ဆိုရင်ကွန်ပျူတာကိုကွန်းလို့ချမ်းလို့ ကြောက်လို့ဘောလို့မှောလို့မှန်းလို့စိုင်းကရိယာလုပ်ငန်းလေးတို့ကားလို့စက်ပစ္စည်းတို့စားတောက်ကုန်းတို့ကိုပိုင်လုပ်ငန်းတို့အိုအိမ်ဆိုင်နဲ့ပတ်သက်တာတို့အထယ်လိုက်တို့ထိထိခဏတို့ဟိုဆိုရှယ်မီဒီယာနဲ့ပတ်သက်တာမျိုးလေးတွေမှာရှေ့တို့ဆက်ပြီးလောက်ဆောင်လို့ကောင်းသောကာလာအပိုင်းချားဖို့ရရှိနေတတ်ပြီးရခါအထက်လူကြီးကြီးကဲ့တည်းရဲ့အကူညီကိုရရှိခြင်းနဲ့အထောက်ကူကိုရရှိခြင်းနဲ့ကြုံဝါတက်တယ်လို့အကူညီကောင်းအထောက်ပံ့ကောင်းပြီးရရှိတတ်သောကာလာဖြစ်ကြောင်းခက်လောင်းပြောချလိုက်ရစေခင်ဗျာအကျုံးမပေးတာလေးလည်းတစ်ဖက်မှာအလားတူပါပဲဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်အိမ်မလာရလို့ဆိုင်ဖို့တာတတ်ထားလိုက်ပါ ။ဘာကြောင့်လဲဆိုတော့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဖြစ်စေ၊ညီကိုမောင်နှမနဲ့ပတ်သက်ပြီးတော့ဖြစ်စေ၊အဲစိတ်ညစ်စရာလေးတွေညီကိုမောင်နှမနဲ့ပတ်သက်ပြီးတော့စိတ်ချုပ်စရာလေးတွေကြုံရတတ်တာမျိုးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့ ။ငကူကအရှုံအောင်ဖြစ်နေတဲ့မိတ်ဆွေများအရှုံရှင်းလောက်ထားတဲ့မိတ်ဆွေများမိမိအိမ်ဆောင်မှမတည်အောင်မဖြစ်ဖြစ်ပြဿနာတစ်ခုကိုအရှုံရှင်းလေးတွေကိုပြန်ပြီးတော့အသက်သွင်းလာပြီးဖြေရှင်းလာလို့ကမကောင်းပါဘူး။အဲစေတနာတွေဝေဒနာဖြစ်ရတတ်ပါလေ။စကားပြောစုံနဲ့ပတ်သက်လာလို့ရှိရင်လေကိုကရိုးရိုးပြောလိုက်ပြီးမှတစ်ဖက်ကလူကနားချလွဲပြီးတော့ဝေဒနာလေးတွေဖြစ်ရတာမျိုးတွေဂျုံကတက်တယ်လို့မိတ်ဆွေတို့အနေနဲ့အမျိုးသမီးကိစ္စလေးတွေမှာစကားပြောစုံတဲ့အခါမှာတတိယဆင်ရင်ပြန်လိုအပ်တော့လာဖြစ်ပါလေခင်ဗျာနော်။အဲဒါအပြင်ကိုကကြိုတင်မလို့ရတဲ့ကိစ္စတွေမှာကြိုတင်ပြီးတော့အဲလုံမယ်ဆိုပြီးတော့ တွားဝါတာမျိုးကျင်းဝါတာမျိုးတွေကိုသတိပြုဆင်ခြင်ပြန်လိုအပ်ပါတယ်စက်ပစ္စည်းရင်နဲ့ပတ်သက်လို့မောင်းနေကြိုက်တဲ့အခါမှာလည်းထိခိုက်ချနာမှုတွေဖြစ်ရတတ်တယ်စက်ပစ္စည်းတို့ရင်နှုံးနဲ့ပတ်သက်ပြီးလှုပ်ဆောင်ရတဲ့မိတ်ဆွေကြတာပြီးတော်များအထင်ကောအကြံ့ကြလေးတွေအနည်းငယ်ကြုံရတတ်တဲ့အတွက်သတိထားဆင်ခြင်ပြန်လိုအပ်ပါတယ်ရွှေဝင်ရင်ဝရမယ်မယ်ရွှေဝစ်တာမျိုးလေးတွေစင်နာမျိုးလေးတွေမှာတော့သတိထားပါမမြဲတာမျိုးလေးတွေလူပြောခံရတာမျိုးလေးတွေလူဆွဆုတ်ခံရတာမျိုးလေးတွေကြုံရတတ်ကြအောင်ဆက်လောင်းပြောကြလိုက်ပြရတယ်ခင်ဗျာ အမှုပညာရှင်ကြတာပိသာသမီမိတ်ဆွေများကတော့တတိပြုစင်ရင်အတွက်တော့လိုအပ်ပါတယ်။ကောလာဟာလာတတိနေတပုတ်လေးလို့ပြောခံရတာမျိုးလေးတွေကြုံရတတ်တော့လာဖြစ်တဲ့အတွက်မိတ်ဆွေကြတာပိသာသမီအမှုပညာရှင်များအနေနဲ့တတိထားစင်ရင်ပြရလိုအပ်ပါတယ်။အထူးသဖြင့်ကတော့အလပါကြီးရနဲ့ပတ်သက်တာမျိုးလေးတွေ operation ဝင်တာမျိုးလေးတွေမလိုအပ်ဖက်မျက်နှာကိုပြုပြင်ခွဲစိတ်တာမျိုးလေးတွေတတိထားစင်ရင်ပါအလကုန်ပစ္စည်းနဲ့ပတ်သက်လာရင်ရောင်းနာတွေဝယ်တာတွေအိမ်တွင်းပရိဘောဂဖန်စီတွေစီကျင်တာတွေအလပါတွေ graphic တို့ designer တို့ beauty salon တို့အစားကြီးတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ရင်တော့အနှဲငယ်လေး ်အယောင်ပါအယောင်အေးသောကာလလေးတွေကိုကြုံတွေ့ရနိုင်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရသည်စေတနာတွေဝေဒနာဖြစ်တတ်ပါတယ်ဆွေမျိုးသားချင်းများကြောင့်ညီကိုမောင်နှမအညီအစ်ကိုကြောင့်စိတ်နှောက်ချက်လေးတွေဖြစ်ရတတ်သော ကာလပိုင်းခြားလေးကိုဖြစ်တတ်တဲ့အတွက်သတိပြုစင်ရင်ပြန်တော့တော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်စိတ်ထဲမှာစက္ကနဲပေါ်လာတဲ့အရာတွေကိုတည်တည်ရှိရှိစဉ်းစားပြီးခေါ်ပါအလင်းစလုံးမလုပ်ပါနဲ့လုံငယ်နဲ့ခိုင်ခိုင်နဲ့မလုပ်ပါနဲ့ဆုံးဖြတ်ချက်တွေမချပါနဲ့အားနည်းချက်တွေဖြစ်ရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့လူငယ်တွေအရှိန်နဲ့ပတ်သက်လာရင်တော့ ဖြစ်သူသမီးသားဝိဘဝနေသူတွေပြန်လဲစုံစည်းရတာမျိုးတွေငဘောကအဆက်အသွယ်ပြတ်နေသူတွေပြန်လဲရရှိတာမျိုးတွေကြုံမှတ်တက်ပါတယ်သို့တော့အဆက်အသွယ်ပြတ်နေသောသမီးသားများအနေနဲ့လည်းအဆက်အသွယ်ပြန်လဲရရှိလာတာမျိုးတွေကြုံမှတ်တက်တယ်အိမ်တော်ပြူချင်းဆေးဆက်ချင်းလက်ထက်ချင်းအဆက်ရှိတဲ့ပြစ်စာလေးတွေကိုတွေးတာမျိုးဖြစ်စေအဲလူကြီးမိဘအနေနဲ့တိုင်ပင်တာမျိုးဖြစ်စေဒီကာလဟာအကောင်းဆုံးကာလဖြစ်ပြီးအဲမင်္ဂလာရလဲဆရာမင်္ဂလာရေးလို့ရတယ်ဆိုတဲ့အကြောင်းကြားပြတ်ပြီးတော့ marketing ဆင်းလိုက်ပြီနော်ကောင်းပြီဆိုတော့မိတ်ဆွေတို့အနေနဲ့အိုးနှလားပေါက်မှတရွက်ဆိုတဲ့အတိုင်းပဲနော်ဟိုဆွနာလို့ပေါ့ရီးစားဘဝကိုရက် အိမ်အောင်ရှင်ဘဝကိုကူပြောင်းလို့တော်လေအာသာအောင်မှုပြီးတော့တိုးတက်နိုင်လို့စစ်သူကြီးသားမရှိသူလေဒီကလာဟာရပုဇာဘတ်ပေါ်တက်တယ်လို့မိမိတို့အနေနဲ့မိမိတို့ချက်တော့မြန်လို့တော့သူကကိုကိုကိုဆရာလို response ပြန်ပြီးတော့ကလာပြန်ပြီးတော့အဖြေရတတ်တော့ကလာဖြစ်တဲ့အတွက်ရရဲ့ကြီးအရှိရင်နဲ့ပတ်သက်လာရှေ့လို့ဆောင်နဲ့လောက်ဆောင်ခြင်းမျိုးတွေကမိတ်ဆွေတို့ရဲ့ကံကိုတမိကြီးသားများအနေနဲ့ support ဆန်းဟောလက်ကောအားလုံးပွင့်နေတဲ့ကလာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အပွင့်မလို့ဘူးလို့ကကြောင်းနဲ့ထပ်လောင်းပြန်ပြေးပြလိုက်ပါရစေခင်ဗျာကောင်းပြီ အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့အိမ်တော်ဘက်ကိုအကြောင်းပြုပြီးငွေကြီးတွေလုံနေရင်လည်းဝင်လာတာမျိုးတွေအိမ်တော်ဘက်နဲ့ပတ်သက်လို့အိမ်တော်ဘက်ရဲ့ယာဉ်တို့ချင်းယာဉ်တက်ခြင်းတွေကောင်းသောအရာလေးတွေကြောင့်ဖြစ်စေခိတခဏကွဲရတာမျိုးတွေသူကယာဉ်တက်သွားလို့အခြားတနေရာတတိသားကိုကြောင်းဆွေးလိုက်ရတာမျိုးတွေကြုံသွားတက်တော့ကာလာဖြစ်ပါတယ်တကယ်လို့မိသားစုကြီးထဲမှာ နဘူးကအစင်ပြေတဲ့အခက်အခဲကြုံလာနိုင်ပြီးရားပြပြီးတော့ကြောင်ကြလေးတစ်ခုလောက်ဝင်ရသည်အဲဆရာမန်းလေးကိုရောက်နေပါတယ်အဲဗီဒီယိုမေးချင်တဲ့မိတ်ဆွေများဗီဒီယိုမေးချင်တဲ့မိတ်ဆွေများအနေနဲ့အဲဆရာငယ်နာမနာမအစာကြီးပေါ်တို့ဆရာ74 24 25လောက်မှာဆရာရှိပါတယ်အဲဆရာနဲ့တွေ့ကြည့်နေဆိုရင်ဆရာကိုကိုတို့ညာနေကိုတို့ညာလေးတစ်ချက်အောင် ဝါ Telegram မှာဖြစ်စေအမှန်ဆရာငယ်နဲ့တွေ့ကြလို့မန္တလေးရပါဆိုနဘူဘီဒီမေးမြဲတိုင်းနေရာကနေ7902904116ဆိုတော့ဝါ Telegram Viber ပေး Messenger မှာဆက်သွယ်ပြီးတော့ဆရာကိုတွေ့ရင်စာရင်းပေးသင့်နိုင်ကြောင်းနဲ့ဆရာနဲ့အေးဆေးတွေ့ကြတဲ့ဆိုရင်ဆရာပြန်ပြီးတော့ reconnect လုပ်ပြီးမယ်ဆိုတဲ့အကြောင်းဆရာကပြောလိုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဒါအပြင်မိတ်ဆွေကျန်တာပေးသားသမီးဆက်လက်ပြောပြရစီဆွမ်းနာနည်းနည်းအတန်ဖြတ်သွားရတော့လဲဆရာနားလိုက်ပြီပါနော်မိတ်ဆွေကျန်တာပေးသားသမီးများဒီလာတာတော့ပြမှာဆိုရင်အိမ်အောင်ရှင်များအနေနဲ့ဆိုလို့ရှိရင်ပြဿနာတက်လာလို့တုံးနဲ့တူတယောက်နဲ့တယောက်ပြဿနာအစုံတရာတက်လာလို့ဆိုရင် ိမ်တော်ဖက်ရဲ့ဆွေမျိုးသားချင်းတွေကြောင့်မြေဆွေမျိုးကြောင့်ငါဆွေမျိုးကြောင့်ဆိုပြီးအရှိချင်းများစရာလေးတွေဖြစ်အားတက်တယ်လို့ငါကကချုပ်ပွေနေတဲ့ဂျာဇာမီတသမီအိမ်တော်ရှင်များအဖို့အချုပ်တွေချင်းရတဲ့ဘူးပေါ်တယ်လို့ပေါ်တဲ့အတွက်မိမိတို့အိမ်တော်မှမသိအောင်လုပ်တာတဲ့ကိစ္စလေးတွေမှာတခါလေးပြီးပြတ်အောင်ဖြေရှင်းထားတာဟာမိတ်ဆွေတို့ရဲ့ပြဿနာတွေကိုကြိုးပြင်ကာထားခြင်းဖြစ်ကြောင်းထပ်လောင်းပြောလိုပါတယ်အဋိဌံပြုလို့တဲ့ဆရာငယ်ဂျာဇာမီတသမီမိတ်ဆွေများအဋိဌံပြုလို့တပါဆိုရင်တော့ လောကဝိတုဆိုတော့ဘုံတော်ပတိကိုတနည်းကိုခုနှစ်ပတ်နှုန်းနဲ့၁၂ရက်တည်းအတိတ်ပြန်ပြလိုက်ပါကအခက်အခဲမှန်သမျှပြည်လည်သွားစီမှာအတိတ်ဒါပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြသည် ဒီကလာကတော့ဒီမှာဆက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့မောင်းနေတဲ့အခါမျိုးသတိထားပါဆက်ပစ္စည်းရင်နဲ့ခဏခဏပြရတာမျိုးတွေကြုံရတတ်ပါလေရွှေဝင်တာမျိုးလေးတွေအနေနဲ့အားနေပါလေကြိုလုံးနဲ့လုံးနဲ့ကိစ္စတွေကိုကြိုတင်မပြောပါနဲ့အပြတ်သဘောလေးတွေစောင့်တာမျိုးတွေကြုံရတတ်ပါလေကျမ်းမာရေးနဲ့ပတ်သက်လာရင်လေနဲ့ပတ်သက်တဲ့ကျမ်းမာရေးကိုသတိထားစဉ်းမြေရန်လူအကြောင်းထပ်လောင်းပြောကြလိုက်ရသည်ဒါအပြင်အကြီးပြားတို့ရာနာမှုတို့အနှပါရမှာဆရာတို့ရုပ်ချောခြင်းမျိုးပြင်ပေမဲ့ရုပ်ဆိုးလာတာမျိုးတွေပြရတတ်တဲ့အတွက်ငလာပါနဲ့ပတ်သက်ပြီးတော့ရာနာတို့အလားချစ်တို့ခွဲစိတ်တာမျိုးလေးတွေအထက်နိုင်ဆုံးဟိုမှာမျက်နှာသက်စီရောက်မှမှအစ်စ်ပြောင်းလုံလိုက်ခါမှဝက်ရှာနေထွက်လာတာမျိုးဒီလိုမျိုးတွေ ဖြစ်တဲ့အတွက်အရင်ပြရနာမှုတွေအလှပရရတဲ့ပတ်သက်ရီနူးစင်နေရအတွက်တော့လိုအပ်သောကာလဖြစ်ပါတယ်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းရဝေးခရီးသွားတဲ့ပတ်သက်လို့ရှိရင်စိတ်ဥစ္စာကလှုပ်ဆောင်မှာကံတရားရဲ့အထောက်ကိုရရှိတတ်တယ်လှုပ်ဆောင်တဲ့နေရာမှာလေကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးဆောင်ရွက်ခါမှာချင်းတွေအောင်မြင်ခြင်းတွေရရှိတတ်တယ်လို့မေတ္တာမများဖို့ကရောက်ရှိတဲ့နေရာမှာရှိတဲ့မြို့တော်ရှင်တွေလို့ရှင်နဲ့ကိုမေတ္တာမများဖို့ကသုံးမဟုတ်လို့ရှိရင်လည်းမေတော်တို့သူတတ်တတိတို့လက်စမီတို့စန်နီမေတော်တို့အစရှိတဲ့ပုဂ္ဂိုလ်တွေမအားတော့ညာနန်းတွေဆွမ်းမလာတို့အစရှိတဲ့ပုဂ္ဂိုလ်တွေနာမှာ ဟိုတမခုလေးတစ်ခုကိုလှူဒန်းပြီးတော့ဆူတောင်းလိုက်ပါလူရကိစ္စအကျင်းကြီးပြေဝသွားမှာအတိအကျပဲဖြစ်ကြောင်းခက်လောက်ပြောကြလိုက်ပြပါစီခင်ဗျာဂျာတာပိသမိတ်ဆွေဒီလာတာတော့ဒီမှာမိတ်ဆွေတို့အနေနဲ့အကျိုးပေးသောအရာများအနေနဲ့ဆိုရင်တော့တနည်းလားသာသမိတွေနဲ့တွဲဖက်လုပ်တာမျိုးတွေအကျိုးပေးတယ်လို့အဲစနေသာသမိတွေနဲ့တွဲဖက်လုပ်တာမျိုးတွေကမိတ်ဆွေတို့ရဲ့ကံကိုအားသာကောင်းမှုတိုးတက်ပြီးကံကောင်းစီပါတယ်အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်တော့တစ်ကဏ္ဍ ခုနှစ်ကနန်း၉ကနန်းနေတာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်အားသာကောင်းမှုမိကံကောင်းစေတယ်လို့အထူးပြီးတော့အရာဟာအရှိစူးစူးရဖြစ်ပြီးတော့စံတီရာအရာကတော့အရှိမြောက်တောက်အရာဖြစ်ပါတယ်ခင်ဗျာအထူးပြီးကံကောင်းစေတော့ဆနာလူကရက်နေဆိုရှင်ဘာကိုဖြစ်ဖြစ်အဲမိတ်ဆွေတို့နေနဲ့ဟိုအချိုးပေးကံကောင်းစီတဲ့အရာလေးတွေအချိုးပေးကံကောင်းစီတဲ့နေ့ကလေးတွေလုံခြုံမှုအေးချမ်းမှုနဲ့ပြီးသွားမှုတွေကိုရောက်လောက်တဲ့အခါမှာဖြစ်ဖြစ်မိမိရဲ့အတွင်းရေးကိစ္စမိသားစုရေးကိစ္စအိမ်တွင်းရေးကိစ္စတွေကိုဖြေရှင်းတဲ့အခါမှာလေမိသားစုတွေမျက်နှာချင်းဆိုင်ပြီးတော့လောက်တာမျိုးကြာစာပေးစားသမီးတွေရဲ့အကူအညီကိုရယူပြီးတော့ ကိုကြီးဆောင်ရရင်ပြဿနာခံရများကိုအဖြစ်ပေါ်ကောင်းမွန်အားသာသွားမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရစီအချိုးပေးကံကောင်းစီတော့အယောင်နေနဲ့ဆိုရင်တော့အနီယောင်းလို့အပြာယောင်းလို့ စင်စွယ်ရောင်လို့ဟာမိတ်ဆွေတို့ရဲ့ကံကုန်တုတ်တက်ကောင်းမှုကြီးအားသာစီပါတယ်။တတိယဆင်ញင်ပြရမယ့်အရာကတော့အသားရောင်လို့ရွှေရောင်လို့တတိယဆင်ញင်ပြီးတော့ဝစ်ဆင်ပြီးတာတတိယပြုဆင်ញင်ပြရတော့လူအကြောင်းထပ်လောင်းပြောကြလိုက်ပြရစေခင်ဗျာ။ကြည်စားတန်လာရံများဤဆိုတဲ့တိုင်းကျစားပြီးသားသမီးမိတ်ဆွေတွေဒီကာလမှာအဲစရနောက်ကလေးတွေအမျိုးသမီးကိစ္စလေးဘာညာကိစ္စလေးတွေမှာတတိယဆင်ញင်ပြီးတော့ပြောဆိုလိုပါလို့ထပ်လောင်းပြောကြလိုက်ပြရစေခင်ဗျာ။ဘာလို့ဖြစ်ဖြစ်တော့ကြံပြံပြီးတော့တလတာကိုရှုံလိုက်ရတယ်ဘာလို့ဖြစ်ဖြစ်တော့ဘာလို့ဖြစ်ဖြစ်ရှစ်တိုးဆောင်ရလှုပ်ဆောင်ရအောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိဈေးနိုင်တယ်ဆိုတော့ညာလေ ဘာလို့ဒီနေ့ကြိုတင်ဖွင့်မပြောပါနဲ့ဒါပေမဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စအဓိကနှိမ့်ကြသွားနိုင်ကြတော့မရှိဘူးဒါပေမဲ့ဒီလက်ဟာစိတ်တက်အတက်အကြအရန်လွယ်သောကာလစိတ်ကြအမြင့်အနှိမ့်အတက်အကြအရန်မြန်သောကာလဖြစ်တဲ့အတွက်အခုထားလို့ချင်လားခဏလေးထားလို့ချင်လားဆိုတဲ့တံပိုးကြီးဖြစ်တတ်တဲ့အတွက်ဘာသာတရားတစ်ခုခုရဲ့အဆုံးအမကိုခိုင်းကြတာပုံမကောင်းမှုလေဆိုတဲ့အကြောင်းနဲ့ထားလောက်ပြောကြလိုက်ပြရစီခင်ဗျအရေးကြီးသောကိစ္စတွေကိုပြုလို့ဆောင်ရွက်တဲ့အခါ ျွတ်နက်ကလေးတွေဆောင်ပြီးတော့သွားတာမျိုးကျွတ်နက်ဆရာရောင်းနဲ့ကျွတ်နက်တန်လျာကလေးတွေဖြစ်စီအဲဘုမဟုတ်လို့ရှင်လဲကျွတ်နက်တန်လျာဆိုလို့ဆရာရှင်မှာကျွတ်နက်တန်လျာဝယ်လို့ရပါပြီအဆောင်လက်ပွဲကျိုးပါပါတယ်တခုကို၄တောင်းကြပါဆရာငယ်ပြေးမှာပဲဝယ်လို့ရတယ်တို့တော့ဆရာကျိုးလာယူမှပြောင်းမှုတော့မိစေတို့အနေနဲ့အဆောင်လေးနဲ့ပြုလို့ရှင်တပါဆိုရင်ကျွတ်နက်ဖရာဆရာတို့ဖရာနဲ့မတက်တာလေးမရအောင်ပါခင်ဗျာနော် ဆရာမကနေစင်းနေတယ်လို့ဖြစ်နေเนาะအဲကျွန်းနဲ့တန်လျက်တို့ကျွန်းနဲ့တို့ကျွန်းနဲ့ငကားရုပ်တို့ကျွန်းနဲ့နဲ့ပတ်သက်ပြီးတော့ငွေကြီးကံကောင်းကဆောင်းလာပါတကယ်ကိုကောင်းမွန်ပြီးတော့တိတ်ထိပေါက်တော့လဖြစ်ကြောင်းထားလောက်ပြောကြလိုက်ပြရစီခင်ဗျာเนาะတတိယစင်နေရမှာတော့မြောက်စုစုရက်ကိုခီးထွက်တာမျိုးတွေကိုတတိယစင်နေပြီးပါဘာလို့လုတ်လို့ဘုဒ္ဓဘုရားသမီးတွေနဲ့တွဲဖက်လုတ်တာမျိုးတွေကမိတ်ဆွေတွေရဲ့ကံကောင်းနေနေပြီးအားနေစီတော့လဖြစ်ကြောင်းထားလောက်ပြောကြလိုက်ပြရစီမိမိတို့ရဲ့ လိုရာမှုပြုမှုဆောင်ရွက်တဲ့အခါမျိုးကြာဆရာလိုပေါ့ကျွမ်းနဲ့ကလေးမရှိတဲ့အခါမိတ်ဆွေတို့နဲ့မိမိအိမ်ရဲ့မျက်စောဘုရားမှာအမွေးနှံ့တာလေးစပြန်ပြီးတော့လိုရာကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်နိုင်သောကာလဖြစ်ပါတယ်မိမိတို့ရဲ့ရောင်းပုံဝဲပုံတွေအယောင်းတွာအယောင်းထွက်စီဖို့အတွက်မိတ်ဆွေတို့ရဲ့ပုံပစ္စည်းတွေကိုရောင်းထွက်စီရလို့ငါနှစ်စီပန်းသုံးပွင့်လေးကိုနှစ်စီပန်းသုံးပွင့်အဖြူရောင်းနှစ်စီပန်းသုံးပွင့်လေးကိုမိမိတို့ရဲ့ပုံပစ္စည်းတွေကိုရိုက်ကုန်ထိပြီးတော့ရောင်းထွက်ပါစီလို့ဆိုသွားရင်အယောင်းဝဲကောင်းပြီးအယောင်းတွာအယောင်းထွက်သွားစီမှာအသေးစားပဲဖြစ်တယ်ဒီတရကလုံးအဆက်ဆက်ရရအစင်ပြေအောင်မြင်တိုးတက်စီရန်ငွေကြီးကအားကောင်းစီရန်တို့ပြုလုပ်ရမယ်ရေရယာနေနဲ့ဆိုရင်တော့ နီးဆက်ရညောင်ဝင်ကြီးကြီးတပင်မှာဖြစ်စေသို့မဟုတ်ကိုကိုပင်အပင်ကြီးကြီးတပင်မှာဖြစ်စေရုပ်ကစုံနံမည်ကိုကွန်းရ200လူပြီးတော့နော်ကွန်းရ200လူပြီးတော့မိမိတို့ရလိုရာကိစ္စအောင်မြင်မှုအတွက်နေ့စဉ်မပြအဘရုပ်ကစုံနံမည်ကြီးကိုဘာညာဥပလိုအပ်တာလေးစူတာအောင်မပြမရှင်းစူတာအောင်ကျင်းတည်ပေါ့ပြေဝါလာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့မိတ်ဆွေတို့အားလုံးအဆက်ဆက်ရရအစင်မီအောင်မြင်တို့တက်လို့ဂျာစာပေးတာသမီးမိတ်ဆွေတွေအားလုံးဒီ2025ဆယ်လာပိုင်းဟာဂျာစာပေးတာသမီးမိတ်ဆွေတို့အတွက်ဘာလို့ဖြစ်ဖြစ်ရှေ့လိုစားရလှောက်ဆောင်ခြင်းတည်တန်ကောင်းခြင်းကိုဥတည်ပြီးလက်ကမောင်းခတ်နိုင်ပြီဆိုတဲ့အကြောင်းပြောရင်းနဲ့ ဒါသမီးသားသမီးမိတ်ဆွေအားလုံးယတနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်လို့အောင်မြင်မှုကောင်းတက်မှုဆောင်လို့တက်နေတဲ့ဘုလောက်ဝင်ဖြုတ်ခဲ့တော့စီးစိမ်ဥစ္စာများတိုးပွားကြပါစေလို့ဆရာကဆုတောင်းထွက်ပနာပြုရင်းနဲ့နောက်တစ်ပတ်မှာပြန်ဆုံကြပါဘောခင်ဗျာ